အားလုံးအားလုံးမင်္ဂလာပါကျွန်တော် channel လေးမှာကြိုဆိုပါရစေဒီနေ့ကတော့ကျွန်တော် variation လုပ်ပေးတော့မလဲဆိုတော့အရင်ဗီဒီယိုမှာကျွန်တော်ပြောခဲ့တလို့မျိုးပေါ့နော်ကျွန်တော်ဘလို့စဉ်းစားပြီးမှကျွန်တော်မျိုးမှာကျွန်တော်ရဲ့ data မှာဒီလုပ်ငန်းလေးတစ်ခုကိုသူများနဲ့မတူအောင်ဘလို့ခွဲထွက်ပြီးမှလုံလိုက်တာလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးတော့မှာပဲဖြစ်ပါတယ်ကျွန်တော်ကကုံစုံဆိုင်ဖွင့်တာပေါ့နော်ကုံစုံဆိုင်ဆိုပေမဲ့သူများနဲ့လုံးဝမတူအောင်ကျွန်တော်ဘလို့စဉ်းစားပြီးမ ဒီလိုမျိုးခွဲထွက်လိုက်တာလဲဆိုတဲ့အကြောင်းအရာလေးကိုပေါ့နော်နံပါတ်1အချက်ကတော့ကျွန်တော်ပါစဉ်းစားလဲဆိုတော့တကယ်လို့ပေါ့နော်ကျွန်တော်ကလက်ကားပုံစံတွားမယ်ဆိုရင်ပေါ့နော်ကျွန်တော်ရှေ့မှာအဲလက်ကားဆိုင်တွေဖွင့်ထားတဲ့တူတွေကတော့အများကြီးပေါ့နော်အဲကြောင့်မလို့ကျွန်တော်အနေနဲ့ဘလို့မှသူတို့နဲ့ဘလို့မှရှင်လို့များပေါ့နော်ငွေအင်အားအနေနဲ့ရောပြီးတော့လဲဒီอืมလူရင်အားအနေနဲ့ရောကျွန်တော်ဘလို့မှလူတို့နဲ့ရှင်လို့များပေါ့နော်အဲကြောင့်မလို့ကျွန်တော်လက်ကားဆိုင်ပုံစံတော့ကျွန်တော်မတွားတော့ပေါ့နော်လက်လီပုံစံပဲကျွန်တော်တွားမယ်ပေါ့နော် ဒါပေမဲ့ကျွန်တော်လက်လီပုံစံတွောင်းမယ်ဆိုတော့လည်းဒီကျွန်တော်ရှေ့မှာပေါ့နော်ဖွင့်ထားတဲ့ဆိုင်တွေတော့အများကြီးပေါ့နော်အဲကြောင့်မလို့ကျွန်တော်ကဒူလို့လည်းမတူအောင်ဘလို့လုပ်ရမလဲပေါ့နော်ကျွန်တော်အဲ့လိုမျိုးစာပြီးတော့စဉ်းစားပါတယ်၊ကွဲမြို့မှာပေါ့နော်၊ကွဲမြို့မှာ ကွဲဒေတာမှာဟာကွက်အနေနဲ့ဘာတွေရှိလဲပေါ့နော်အဲလိုက်ပြီးမှစုံစမ်းကြည့်တယ်အဲ့ဒီနေရာမှာကျွန်တော်ဘာတွေတွားတွေ့လဲဆိုတော့အခုလက်ရှိကျွန်တော်လိုမျိုးလုပ်တဲ့ဆိုင်က ဒီဇိုင်းမှမရှိဘူးပေါ့နော်အဲကြောင့်မလို့ကျွန်တော်လက်ရှိကျွန်တော်ဖွင့်ထားတဲ့ဆိုင်ပေါ်စာလိုမျိုးကျွန်တော်လုတ်လိုက်တာပဲဖြစ်ပါတယ်နံပါတ်1အချက်ကတော့ကျွန်တော်ဘာလုတ်လိုက်လဲဆိုတော့ကျွန်တော်ဒီဇိုင်းလုံးကိုပေါ့နော်စင်အစ်နဲ့ကျွန်တော်အမ်လုတ်လိုက်တာပဲဖြစ်ပါတယ်အမ်ဒီလိုမျိုးအခင်းချင်းတွေကတော့ဒီအမ်ဆိုင်တိုင်းပေါ့နော်ဆိုင်တိုင်းလိုလိုအမ်တိတ်မလုတ်ကြတဲ့ အရာတစ်ခုပေါ့နော်ပြီးတော့နောက်တစ်ခုကတော့ sign post ပေါ့နော် sign post ဆိုတော့လဲဒီ sign တိုင်းလို့လို့တိတ်မလို့ပေါ့နော်အဲအဲ့ချိန်တော့ကကျွန်တော်အခုအဲဗီဒီယိုရိုက်နေတဲ့အချိန်အထိပေါ့နော် light bulb တွေနဲ့ဘာနဲ့လုတ်တဲ့ sign ဆိုတာတော့အဲတိတ်မရှိဘူးပေါ့နော်အဲကြောင့်မလို့ sign post ကိုကျွန်တော်ကောင်းကောင်းလေးငွေကုန်ကြေးကြခံပြီးမှကျွန်တော်လုတ်လိုက်တာပဲဖြစ်ပါတယ်နောက်ပြီးတော့နောက်တစ်ခုကတော့အရင်ကြီးကြည့်ပါတယ်ဒီတစ်ချက်ကတော့အဲကျွန်တော်ရဲ့မြို့မှာကျွန်တော်ရဲ့ data မှာလုံးဝတဆိုင်မှမလုတ် ကြတယ်ပေါ့နော်ကျွန်တော်လိုမျိုးကုံဆုံဆိုင်ဆိုလို့ဒီဇိုင်းမှမလုပ်ကြတယ်ပေါ့နော်ဒါကတော့ဒီ software နဲ့ပေါ့နော်ဒီ system လေးတစ်ခုနဲ့ဝယ်လုပ်ငန်းလေးကို run နေတာပဲဖြစ်ပါတယ်ကျွန်တော်ပြောချင်တာကဒီ software လေးနဲ့ system နဲ့အဲရောင်းတာပဲဖြစ်ပါတယ်ဒီလိုမျိုးဆေးရောင်းတာပေါ့နော်ဒါပေမဲ့ဒီမျိုးကြီးတို့ဘာလို့ကြတော့ဒီဒီမျိုးပုံစံတော့အထူးဆိုင်တော့မဟုတ်တော့ဘူးเนาะဒါပေမဲ့ကျွန်တော်လိုမျိုးနယ်မျိုးလေးမှာတော့ဒါမျိုးလာလုံး ခြင်းအဖြစ်ပေါ့နော်အဲလူရဲ့ဆွဲဆောင်မှုတစ်ခုအနေနဲ့အဲဖြစ်သွားတာပေါ့နော်နောက်တစ်ခုကျတော့ဒီအဲ logo ပေါ့နော်ကျွန်တော်ရဲ့ logo 8လေးပဲဖြစ်ပါတယ် logo 8လေးရိုက်တဲ့ဆိုင်ဆိုလဲတိတ်မရှိဘူးပေါ့နော်ဒါပေမဲ့ဖုန်းဆိုင်တို့ဘာလို့တော့တော့ရှင်းရှိမှာပေါ့နော်ကျွန်တော်လိုမျိုးကုံဆောင်ဆိုင်တော့မရှိတလို့ပဲဖြစ်ပါတယ်အဲကြောင့်မလို့ဒီနီလန်းလေးတွေနဲ့ကျွန်တော်ဆိုင်ကိုသူများနဲ့မတူအောင်ခွဲထွက်လိုက်တာပဲဖြစ်ပါတယ် အချင်းချုပ်အနေနဲ့ကျွန်တော်ပြန်ပြောပြရမယ်ဆိုရင်နံပါတ်ချက်ကတော့ကျွန်တော်ဆိုင်အပြင်စီကိုလုံးဝအတူများနဲ့မတူအောင်ကျွန်တော်လုပ်လိုက်တာပဲဖြစ်ပါတယ်နံပါတ်2အချက်ကတော့ကျွန်တော် system လေးတစ်ခုနဲ့ join လုပ်ငန်းလေးကိုကျွန်တော် run နေတာပဲဖြစ်ပါတယ်နံပါတ်3အချက်ကတော့ကျွန်တော်ရဲ့ logo ပေါ့နော်ကျွန်တော် logo အလေးရိုက်ချင်းအပြင်ကျွန်တော်အတွက်ဘာတွေရလဲဆိုတော့ဒီ customer တွေအတွက်ပေါ့နော်ကျွန်တော်ရဲ့ site ကိုအမှတ်ရနေမှာပဲဖြစ်ပါတယ် သူများလုပ်နေတဲ့စီးပွားရေးပုံစံတွေကိုအနောက်ကနေလိုက်ပြီးမှလိုက်လုပ်တဲ့သူမဟုတ်ပဲနဲ့ပေါ့နော်။ကွဲမြို့မှာကွဲဒေတာမှာမရှိတဲ့လုပ်ငန်းပုံစံလေးတွေကိုလိုက်ရှာပြီးမှစွန်းတီထွင်လုပ်ငန်းရှင်လေးဖြစ်ကြပါစေလို့ကျွန်တော်ရဲ့ဗီဒီယိုလေးကနေတစင်းကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးတော့ပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်။ Now video တွေမှာပြန်ဆုံကြပါမယ် See you in the next video bye bye